ဒေါသထွက်တာတို့ဘာလို့ဆိုတော့တော်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 မှရှားတယ်ကျွန်တော်တို့နေကျွန်တော်တူရရလောက်အတူတူအနီးကပ်နေတာတခါမှဒေါသထွက်တာမတွေ့ဘူးအဲ့လိုမျိုးလေးပဲပေါ့အဲ့လိုမျိုးလေးပဲလိုက်နေနေပြအောင်လည်းစူးစမ်းတယ်ပေါ့အခုကျတော့နီးနီးကပ်ကပ်ဟိုအပတ်တိုင်းလို့လို့မြင်တွေ့နေရတော့အမြင်တမ်းလို့လို့အဲ့လိုတွေ့မြင်နေရတော့ဥရှိယာနေနည်းနည်းပြီးဥပုံစံလေးတွေကူအောင်လို့အတူတော့ခိုးရမှာဒါပေမဲ့အတူခိုးဖို့လည်းဟိုကိုကဟိုသွားတဲ့ကာရှာချင်းကွာနေပေါ့ရော်ကာနဲ့ကျွန်တော်တို့ကတော့ပေါ့တယ်ဆိုတော့ တော့ဘာဖြစ်ဖြစ်အကိုလေးစားအားကြတဲ့သူတွေကတော့အများအားသူတို့ရဲ့ movement တွေသူတို့ရဲ့ပုံစံတွေသူတို့ရဲ့အပြောဆိုတွေသူတို့ရဲ့ bonding ဆက်ဆံမှုတွေအကုန်လုံးကအများအားလေ့လာတွေ့ယူရတာပေါ့ဟုတ်ကျွန်တော်လည်းတခါလေကျတော့လူစိတ်ကတခါလေပြဖြစ်တတ်တယ်အဲ့လိုဟိုမဟုတ်မမှန်သတင်းနေကြတာမျိုးတော့နောက်ွယ်မှာ ကိုရှိမှမပြောရဲတော့နောက်ကနေပြောတဲ့ဟာမျိုးအဲ့လိုမျိုးသတင်းတွေပြန်ကြားရတာတော့ကို့တခါလေကျတော့ကိုမထင်ထားတဲ့ဟာမျိုးလောက်သွားတဲ့ဟာမျိုးအဲ့လိုမျိုးတွေအဲ့အဲ့ဆိုအဲ့ပတ်ဝန်းကျင်ကနေကျွန်တော်ထွက်ပြေးတာကိုနဲ့ဟိုသူတို့နဲ့ကိုနဲ့က level မတူဘူးပေါင်းလို့မရဘူးအဆင်မပြေဘူးပေါ့နော်အဲ့လိုမျိုးပုံစံမျိုးအဲ့နာလေးကနေအဲ့နာမှမနေတော့ဘူးအဲ့ဒါကို့အတွက်ပူပူတဲ့ရက်ဝန်းနေမြေလို့ကိုဟိုဆုပ်ဆုပ်ပြလိုက်တယ်နောက်ပြီးတော့ focus line လဲသူတို့နဲ့ထပ်မတွေ့အောင်လဲနေတယ်တွေ့ရင်လဲ အပြုံးပြုံးပြပြီးတော့တိတ်တိတ်မပေါင်းတော့ဟိုစိတ်ချင်းစိတ်ချင်းဝေးသွားတာပေါ့နော်အဲ့လိုပြောသွားတာအဖိုးကပေါ့ဒီနေ့ဟိုဟိုဟာအရင်တည်းကတော့ queen size ဆိုသွားတော့မိုက်တယ်မိုက်တယ်ပေါ့နော်အဲ့လိုမျိုး show တွေပါရှောက်တော့ဒါပေမဲ့ဦးနဲ့တော့လို့ show တွေရှောက်မှာမဟုတ်ဘူးဟိုကသူကသူကသူတည်တ်ဆိုလဲအဲဆိုတာနဲ့ပြီး show ရှောက်တာလဲပြီးတော့ဒီနေ့ဟိုဝက်စားတွေပါပြတယ်ဟာပြီးပါလဲမိုက်မယ်ထင်ပါတယ်ဘာလို့ဆို wedding fair ဆိုတော့အဲ design လေးတွေမိုက်မယ်ပြီးတော့ဝဲရဆန်းကလည်း ကိုအမြဲတမ်းလှုပ်တယ်လှုပ်ဘူးအလုံးလုံးဖြစ်နေတော့အဲအားလုံးတော့လာကြည့်ရပါဘူးเนาะဦးဦးနဲ့ဦးရတို့ဘာမှဆိုတာတူကြီးရလောက်တော့ရှိပြီအဲကျွန်တော်ကတော့အမြဲတမ်းဗုဒ္ဓဦးနေ့လောက်မှအမြဲတမ်းဆိုပြတယ်เนาะပြီးတော့ဟိုဆိုရင်းဆိုနေတော့အဲ့လိုခီးတွေလည်းတူသွားဖြစ်တယ်ဦးတို့နဲ့အစိတ်အချိတ်ဆက်လေးတွေရတာပေါ့เนาะပြီးတော့နောက်ပြီးတော့ဂီတဂီတရဲ့အားလုံးရဲ့ပွဲတွေပြီးသွားရင်လာစုတဲ့နေရာလိုမျိုးဖြစ်နေတော့အဲ့နေရာလေးက ပြောဖို့လည်းကောင်းတယ်အဲ့တော့ကျွန်တော်တို့1964ဆိုအကုန်လုံးပျော်ကြတဲ့နေရာလေးတစ်ခုပေါ့အဲအကုန်လုံးဟောပေါ့အဓိကတော့အလုပ်တွေပဲအလုပ်တွေတူတူလုပ်ကြတယ်အလုပ်တွေဆိုတာဒီဥဥတို့သွားတဲ့ပွဲတွေတော့နောက်ပြီးတော့ကျွန်တော်တို့ဒါဟိုဘာတချင်းတွေအစ်ထွက်ပြီးလဲအစ်ထွက်ဆိုရှင်ဥကိုပြတယ်ဥရဲ့ဒီဆင်းရဒီလိုလေးဘာကြလို့ဂီတအကြောင်းတွေပို့ပြီးစကားတွေပြောပြတယ်ဂီတညီကောင်မောင်မရဲ့အလုပ်နဲ့အတူတူအလုပ်တွေပို့လုပ်ဖြစ်တယ်စုစုစည်းစည်းလေးပြန်ဖြစ်တဲ့သဘောလေးပါဟုတ်ဟုတ်အားကြတယ်ဥမှအားကြတဲ့အချက်တွေအများကြီးပဲရှိဘောတော့ ဟိုဘာလို့ကျွန်တော်တို့ကျွန်တော်တို့ကိုယ်တိုင်ဒါဟိုတောင်းတောင်းဆိုလို့ရှိရင်အချို့ချို့လူတွေဆိုလို့ရှိရင်ဒါမြင်မှုကျင်နေတွေ့မှုကျင်နေဆိုတော့ဘာလဲလို့ဟိုအတူတူအတူတူအဲ့လိုခီးသွားသွားကြမှာပဲဘာလို့ကိုကိုနဲ့ကိုရမ်းကြရတဲ့လူကျွန်တော်တို့ကျတော့အဲ့အဲ့ဒီလူမျိုးအခွင့်အရေးခုဟိုခုလက်ရှိရနေတဲ့အချိန်မှာဘာဖြစ်ဖြစ်အဲ့ကိုကိုလည်းဂုံယူမိတယ်ဝမ်းလည်းဝမ်းသာရတယ်နောက်ပြီးတော့ကိုကိုလည်းတကယ်ကိုချစ်ခင်လေးသားတဲ့အတိုင်းဝိုင်းတစ်ခုတည်းကိုကိုရောက်နေဆိုတော့ ကိုကိုလည်းအများအန်းဒီဆက်မကပို့ပြီးလင်းလင်းမမနဲ့ဆက်ပြီးစ조사ဖို့တော့အများအန်းကိုကိုတရေတန်ချပြီးတယ်ပေါ့ဟုတ်ထူးထူးခြားခြားဝယ်ဒီမှာဆိုရဲဆိုတော့ကျွန်တော်လည်းအဲစိတ်ဝင်စားပြီးတော့လာခဲ့တာပေါ့အဲကျွန်တော်တို့ခါကြာတော့ကျွန်တော်တို့အဲဥကဘယ်ပုံစံနဲ့စုံမလဲဘယ်ပုံစံမျိုးဖြစ်မလဲအဲ့ဒါလည်းအများစိတ်ဝင်စားဟုတ်ကြည့်ခဲ့တယ်အရင်တော့ကငငယ်တော့ကတော့အကူအိုးတွေဥလေးတွေပိုင်းနဲ့တွဲပြီးတော့ကြည်တယ်တွားတယ်တွားပြတယ်အဲကျွန်တော်ဒီကလောကတွေကိုရောက်ခါသာအချိန်ပေါ့2000 16လောက်ကလည်းအင်ဘရာနဲ့ဒီမြားရင်ညော်ထဲမှာလောက်တဲ့ပွဲမှာပထမဆုံးတူတူချင်းနဲ့စိုးဘူးတယ်ပေါ့အဲအဲအဲရဲ့နောက်ပိုင်းမှာတော့အမှတ်ရရတယ်အများကြီးပဲပေါ့ဟုတ်ရှိတာပေါ့ဥရဆိုဟိုဆိုတဲ့အတန်ကာလာအတန်အတန်ပေါ့နော်ဥရဆိုဟိုပေါ့ပေါ့ပါပေါ့ပါလေးနဲ့ပြိတက်ကိုဘယ်လိုဖမ်းသားလဲအဲအဲတွေပေါ့နော်အများကြီးပဲပေါ့အလေးစားအတူယူစရာတွေကတော့ဟိုဟိုကျွန်တော်ဂီတလောကတွေသမ ्या လူအားလုံးကတော့အတူယူစရာကြီးပါပဲကိုထက်စီနီယာကြတဲ့လူတွေအားလုံးကအတူယူစရာကြီးပဲဘာလို့လဲဆိုတော့ဟိုကျွန်တော်တို့ ဟိုဘလို့လူမျိုးဆိုပေါ့နော်ကျွန်တော်တို့ကျွန်တော်တို့သိပြီးကျွန်တော်တို့ကျွန်တော်တို့ရဲ့ဒီနားနှစ်ဖက်ကိုဒီလူတယောက်ရဲ့အမိကရောက်လာပြီဆိုရင်ဒါလီလူတယောက်ကတော်လို့ပေါ့နော်သူ့မှာစမ်းရှိလို့သူစူးစမ်းလို့ဒါဒီနေရာရောက်လာဒါအားလုံးကလေးစားစရာကောင်းတဲ့လူတွေပေါ့နော်အဲ့တော့အဲ့လိုလူမျိုးတွေအားလုံးရှာနေပြီးတော့အတူယူပါတယ်အများတန်းလူလူအခုလဲအဲဘယ်ပုံစံနေရမလဲဘယ်ပုံစံထားရမလဲဘာရှင်းနေဆက်လုပ်တင်လဲဘာတွေနဲ့ဘာတွေထပ်ပြီးတော့ ကိုကလေးလာတင်ယူပါအောင်လဲအဲ့ဒါကြီးအားလုံးကအမြဲတမ်းတင်ယူပြီးလေးလာနေအောင်ဟုတ်အမြဲတမ်းစိတ်ဆိုးဒေါသထွက်တာတခါမတွေ့ဘူးအဲ့လိုအေးချမ်းချမ်းနဲ့အမြဲတမ်းစကားကိုနင်းနေတာနဲ့ပြောတယ်အေးချမ်းချမ်းပြောတယ်တီးခတ်နိုင်မှုစွမ်းအားလုံးဝဖန်တော့ပါဆက်တော့ကြော်နေအမြဲတမ်းတီးခတ်နေအရာရာတိုင်းဟုတ်အဲ့လိုအေးအေးဆေးဆေးနဲ့ဟိုငင်းငင်းချမ်းချမ်းပဲဥပကြည့်လိုက်အမြဲတမ်းတက်ကြော်လန်းဆန်းနေအောင်လူငယ်တယောက်လိုပဲမိုက်တယ်အဲ့ဒါလေးတော့အမြဲတမ်းအတူယူပြတယ်အဲ့လိုမျိုးလေးပဲပေါ့အဲ့လိုမျိုးလေးပဲလိုက်နေ နေပြအောင်လည်းစူးစမ်းတော့ဘာအခုကျတော့နင်းနီးကကဟိုအပတ်တိုင်းလိုလိုမြင်တွေ့နေရတော့အမြင်တမ်းလိုလိုအလိုတွေ့မြင်နေရတော့ဥရှိယာနေနည်းနည်းပြီးဥပုံစံလေးတွေကူးအောင်လို့အတူတော့ခိုးရမှာဒါပေမဲ့အတူခိုးဖို့လည်းဟိုကိုကဟိုသွားတဲ့ကာရှာချင်းကွာနေပါဘောရောကာနဲ့ကျွန်တော်တို့ကတော့ပေါက်တယ်ဆိုတော့အဲ့တော့ဘာဖြစ်ဖြစ်အကိုလေးစားအားကြတဲ့သူတွေကတော့အမြဲတမ်းသူတို့ရဲ့ movement တွေသူတို့ရဲ့ ုံစံလေးသူတို့ရဲ့အပြောဆိုတွေသူတို့ရဲ့ပေါင်းသင်းဆက်ဆက်မှုတွေအကုန်လုံးကအများကြီးအလေးလာတွေ့ယူရတာပေါ့။အေးချမ်းတယ်အေးစစ်စစ်ပဲဥကတောင်းတောင်းဒေါသထွက်တာတို့ဘာလို့ဆိုတော့တော်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 မှရှာတယ်ကျွန်တော်တို့နေကျွန်တော်တူကြီးရလောက်အတူတူအနီးကပ်နေတာတခါမှဒေါသထွက်တာမတွေ့ဘူး။ကျွန်တော်လည်းတခါလေးကျတော့လူစိတ်ကတခါလေးကဖြစ်တတ်တယ်အလိုဟိုမဟုတ်မမှန်တဲ့နေကြတာမျိုးတော့နောက်ွယ်မှာကိုရှိမှမပြောရဲတော့နောက်ကနေပြောတဲ့ဟာမျိုးအဲ့လိုသတင်းတွေပြန်ကြားရတာတော့ကို့ကိုတခါလေးကျတော့ကို့မထင်ထားတဲ့ဟာမျိုးလောက်သွားတဲ့ဟာမျိုးအဲ့လိုမျိုးတွေ ဲ့အဲ့ဆိုအဲ့ပတ်ဝန်းကျင်ကနေကျွန်တော်ထွက်ပြေးတာကိုနဲ့ဟိုသူတို့နဲ့ကိုနဲ့က level မတူဘူးပေါင်းလို့မရဘူးအစ်မပြေဘူးပေါ့နော်အဲ့လိုမျိုးပုံစံမျိုးအဲ့နာလေးကနေအဲ့နာမှမနေတော့ဘူးအဲ့ဒါကို့အတွက်ပူပူတဲ့ရက်ဝန်နေမြေလို့ကိုဟိုဆုတ်ဆုတ်ပြတ်လိုက်တယ်နောက်ပြီးတော့ focus လည်းသူတို့နဲ့ထပ်မတွေ့အောင်လည်းနေတယ်တွေ့လေအဲအပြုံးပြုံးပြပြီးတော့တိတ်တိတ်မပေါင်းတော့ဘူးဟိုစိတ်ချင်းစိတ်ချင်းဝေးသွားတာပေါ့နော်အဲ့လိုပြောပါတယ်အားလုံးချက်ခဲ့အောင်အားလုံးဒါကို တကယ်တော့ကိုကြိုက်တဲ့အမှုပညာကိုကြိုက်တဲ့ဂီတကိုကိုကြိုက်သလိုကိုယ့်ကိုယ်ကိုပုံပေါ်ဖန်တီးတာပဲအဲ့ဒါကိုမှကိုယ့်ကိုချစ်ကြတဲ့လူတွေကအားပေးကြတယ်အားပေးတော့ကိုကအမှုပညာရှင်ဖြစ်လာတယ်ပေါ့နော်အဲ့တော့မဒီအမှုပညာရှင်ဖြစ်လာတဲ့ပုံမှာကိုကဘယ်လိုပုံစံမျိုးဆက်သွားမလဲဆိုတော့အဲ့တော့ဟိုရသော်ဖြင့်ကိုလောက်ခဲ့တဲ့အရာလေးတွေဒီထက်ပိုပြီးကြိုက်လာအောင်ကိုကိုဒီဟိုကိုအားပေးတဲ့သူတွေနဲ့အချိတ်ဆက်ချိတ်ဆက်မိမိပေါ့နော်တိတိကျကျလေးအဲ့လိုချိတ်ဆက်မိမိလေးကိုလည်းဘယ်လိုသွားမလဲအဲ့လိုခုနောက်ပိုင်း ဆိုတဲ့ပွဲလေးမှာဆိုရင်အဲပြိတ္တတွေလာပြီဆိုရင်ငါဘယ်ချင်းလေးဆိုရမလဲ။ဘာကြောင့်လဲပေါ့။တယောက်နဲ့တယောက်အဲ့လို connect တခုရှိသလိုမျိုးလို့မျိုးလုံး contact လို့ပြီးတော့ဒီမှဒီလူကဒီကိုကအဲဒီ angle ကဘာချင်းကြိုက်တယ်သူဆိုတော့ငါဘာချင်းဆိုမယ်သူဆိုတော့ဘာချင်းဆိုအဲ့လိုမျိုးပုံစံလေးပေါ့။အဲ့တော့ဟိုဘာဖြစ်ဖြစ်တယောက်ပေါ့တယောက်တယောက်စီတိုင်းပေါ်မှာကိုကလေးစားပြီးတော့အဲလေးစားမှုလေးထားတော့ကိုယ်ကိုလည်းချစ်ချင်းမေတ္တာတရားလေးရောင်ပြဟပ်ပါတယ်အားလုံးကလည်းချစ်ကြတယ်ဇေဘီဆိုလို့ရှိရင်အယုံကြည်ရယ်သ ်ချစ်ခင်မှုရှိတယ်အဲ့အားလေးတွေကပျော်စရာကောင်းပါတယ်ဘာဖြစ်ဖြစ်အေးချမ်းတာပေါ့ကြားတယ်သူအမြဲတမ်းဒီလိုလက်တွေပါတခါတော့ဆိုရင်ဟိုပါတခါတော့ဆိုလို့ရှင်ဖွားဖွားဖွားဆိုတာဥရဲ့အမျိုးသမီးခေါ်ကျွန်တော်တို့ကကြတော့ဟိုဥရဲ့မြီးလေးကေတရာခေါ်တယ်လို့မျိုးလိုက်ပြီးဖွားဖွားဖွားလိုက်ခေါ်တာပေါ့ကျွန်တော်တို့ဥလို့ပဲခေါ်တာအဲ့တော့ဟိုဖွားဖွားဆိုပြီးတော့ တခါတော့အဲ့ပေါင်ချိန်ချိန်ပေါင်အလေးချိန်ချိန်တာအဲ့ရရဖြုတ်ပြီးချိန်တာကီစီတော်တော်ခွာတယ်လို့ပြောတယ်အဲဆွဲကြိုးကြီးတွေဟာကြီးတွေအလေးကြီးတွေအဲ့ဒါကြီးတွေနေတာအဲ့လိုကြီးတန်းတယ်သူပြောအဲ့ဒါကြီးမလေးဘူးသူကမလေးဘူးလောကအဲ့လောက fashion အပြစ်နေတာပေါ့မြင်တာသွားမယ်သွားနှုတ်ဆက်မယ်များသောအားဖြင့်ဟိုအရင်တော့ဟိုဒီဟိုကျွန်တော်တို့ရေဘေးတွေပြီးသွားတဲ့နောက်ပိုင်းပေါ့ရေဘေးပြီးသွားနောက်ပိုင်းဒီမြင်းကလေးနဲ့ဂျားထဲမှာဥရောပွဲတွေဆိုတာရှိတယ်အဲ့လိုပွဲတွေဒီဘားတွေမှာပွဲတွေမှာဆိုတဲ့အခါမှာအဲ့ပွဲတွေမှာကျွန်တော်ချင်းမဆိုလဲသွားပြီးအားပေး ိုတင်ရဆိုလဲ Pioneer Plus ဆိုတော့ကျွန်တော်သွားအပီးအဲ့လိုအပီးအဲ့လိုဥဆိုရင်အဲ့လိုစင်ပေါ်မှာအဲ့လိုဆိုနေတဲ့ဟာတွေနောက်ပြီးတော့ပြိတက်ကိုကြည့်လိုက်တဲ့အကြည့်မျိုးအဲ့အရာတွေအကုန်လုံးကတကယ်လေးစားအားကြတယ်ဥလဲကြိုက်တယ်ပဲ quick quick ဆိုင်ပွဲလေခုနောက်ပိုင်းဆိုတော့တွားကြည့်အမြဲတမ်းတွားကြည့်ပြတယ်အဲ့လိုသူဆိုလဲမိုက်တယ်သူ့ရဲ့ performance တွေအဲ့သူသူဟိုအဲ့လိုပြိတက်တွေချစ်ကြတာတွေအဲ့လိုအဲ့သူ့ရဲ့ show mood တွေမှာလုံးဝ energy အပြည့်နဲ့ လို့ဆိုတာလေအဲ့ဒါလောကလေးစားအားကြရတယ်ဟုတ်အာဟိုကွေးနေကြတော့ online မှာလည်းပေါ်တာဖြစ်နေတော့အဲ့လိုဟိုဘယ်လိုပြောရမလဲခင်ခင်မင်မင်ရှိနေပါပြီအဲ့တော့ဟိုကိုရဲ့ဟိုဟာတွေလည်းကြည်ရတာရေးလဲမိုက်ပါတယ်ဟုတ်ကျွန်တော်တချင်းကလောတဲ့တော့ကျွန်တော်ဒီဒီလအစပိုင်းတော့ကျွန်တော်အနဝါဆိုတော့တချင်းအသက်လေးတပုတ်ထွက်ထားတယ်အဒီကြားထဲမှာတော့ကျွန်တော်ကျွန်တော်ဟိုပြီးခဲ့တဲ့ကျွန်တော်မွေးနေ့ ုံးဝထွက်ထားတယ်အမေလွမ်းဆိုတော့ချင်းလေးကိုကျွန်တော် music video လေးရိုက်ဖို့အတွက်စတင်ပြီးစီစဉ်နေပါတယ်အဲကြားထဲမှာကျွန်တော်အိတ်ချင်းနဲ့အတွဲလေးထွက်ဖို့ရှိတယ်နောက်အဲဖြုတ်ပြေစုံနဲ့အတွဲလေးရှိတယ်လို့အတွဲလေးတွေတပုတ်တပုတ်စီလည်းထွက်ဖို့အစီအစဉ်ရှိတယ်နောက်ကျွန်တော်ရဲ့ဒီထွက်ထားတဲ့အချင်းလေးအားလုံးကိုမှကျွန်တော် version တစ်မျိုးပြောင်းပြီးတော့အဲတစ်ချင်းဆက်ဖို့လောက်ကို collab လုပ်ပြီးတော့အဲ့အလေးလည်းထွက်ဖို့ရှိတယ်အဲ့တော့ဒီကြားရတော့ဂီတအလုပ်လေးတွေကက်ဆက်စိတ်လေးလုပ်ဖို့အတွက်တော့စူးစမ်းနေပါတယ်အားယူနေပါတယ် ဟုတ်ကဲ့အားလုံးပဲကျေးဇူးများတင်ပါတယ်ဒီနေ့ဒီချစ်ခင်အားပေးကြတဲ့အားလုံးတကယ်ကျေးဇူးပါခင်ဗျာ